ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဂျိုရှုဝါဘန်နဲ့ပန်ဒိုတာရုရဲ့ပွဲစဉ်ဟာစစ်မကြီးဝဲဖြစ်လာမယ်ဆိုတာပရိသတ်တွေအားလုံးလည်းသိရှိမိသားဖြစ်ပါတယ်ဒါကိုဂျိုရှုဝါဘန်ဘက်ကလည်းထုတ်ဖို့ပြောကြားထားသလိုပန်ဒိုဂျာဘက်ကလည်းအသိပေးထားပြီးဖြစ်ပါတယ်ခင်ဗျာပန်ဒိုဂျာကလည်းဥရချိန်မှာတော့ကျွန်တော်ရဲ့မထင်မဲ့တဲ့အခြေအနေတစ်ခုဖြစ်သွားတာကြောင့်ဒီပွဲမှာဂျိုရှုဝါဘန်အနိုင်ရသွားခဲ့တယ် ရှမ်ပီယံဖြစ်သွားခဲ့တယ်။ဒါပေမဲ့ဒီအောက်တကွန်ဆက်နေရာကကျွန်တော်ရဲ့နေရာပါ။ကျွန်တော်ပြန်လာပါမယ်။ကျွန်တော်ခပတ်ယူကိုပြန်လာခဲ့ပါမယ်ဆိုပြီးတော့ထုတ်ပေါ်ပြောကြားထားပါတယ်ခင်ဗျာ။ကျွန်တော်ဘန်ကလည်းပွဲပြီးတဲ့ဉာဏ်ရှင်လေးပွဲမှာဘန်တို့ကြလို့ဖိုက်တာမျိုးကဂန်ဝင်ဖိုက်တာပါ။ဒီလိုရှုံးလာမျိုးကသူ့အတွက်မဖြစ်သင့်ပါဘူး။ဒီတော့ဒီပွဲဟာစိတ်မကြေဘဲဖြစ်လာဖို့ဆိုတာသိကြပါရဲ့။ UFC ဘက်က ဘယ်ဖိုက်တာနဲ့ပဲပွဲစီစဉ်ပေးပေးကျွန်တော်ကတော့ပွဲထိုးအတင်ပါပဲဒါပေမဲ့ပန်တိုချာနဲ့ရီမက်ဆိုတဲ့စစ်မှုကြီးပွဲကတော့ဖြစ်ကိုဖြစ်တင်ပါတယ်ဆိုပြီးတော့ထုတ်ပြောသွားခဲ့တယ်ခင်ဗျာ UFC ဘက်ကလည်းဂျိုရှွာဘန်နဲ့ပန်တိုချာတို့ကိုစစ်မှုကြီးပွဲပြန်တယ်ပေးဖို့ဆုံးဖြတ်ထားတဲ့အကြောင်းသတင်းတွေထပ်ပေါ်ထားပြီးဖြစ်ပါတယ်ဒါပေမဲ့ဒေနာဝိုက်ဘက်ကတော့ဂျိုရှွာဘန်ကိုဂျာမား champion ကဘက်ကောက်ပွဲတစ်ပွဲထိုးခိုင်းမှုတော့စီစဉ်ထားပါတယ်ခင်ဗျပွဲက February လောက်မှာဖြစ်မယ်တချို့ကလည်း match လောက်မှာဖြစ်နိုင်တယ်လို့သုံးသပ်ခန့်မှန်းနေကြပါတယ်အတိုင်းမဲ့အဲ့ပွဲမှာ Joshua Ban ကဘက်ကောက်ပွဲနိုင်ခဲ့ရင် Joshua Ban နဲ့ Ban တို့ကြားရဲ့ပွဲစဉ်ဟာဇွန်လ15ရက်နေ့မှာကျင်းပမယ် Infuro USC ပွဲစဉ်မှာပါဝင်လာနိုင်တယ်လို့ MMA ဂျန်ကီယိုလို့သတင်းထံတာတွေက ရေးသားလာဖြစ်ပါတယ်ခင်ဗျာ။ဘာကြောင့်လဲဆိုတော့ဒီဒီချိန်မှာဂျိုရှုဝါဘန်နဲ့ပန်ဒိုဂျာတို့ရဲ့အနေထားကပန်ဒိုဂျာကလက်ရှိကမ္ဘာပိုင်ရှင်ဂျိုရှုဝါဘန်ကကမ္ဘာလာလူပြည်သူအဲ့လိုပွဲထုတ်ခဲ့ရတယ်။တကယ်လို့ဂျာကချန်ပီယံကမ္ဘာကဘောမှာသာဂျိုရှုဝါဘန်ထပ်နိုင်လိုက်မယ်ဆိုရင်ဂျိုရှုဝါဘန်ကကမ္ဘာပိုင်ရှင်ပန်ဒိုဂျာကကမ္ဘာလူမဲ့သူ အဲ့နေတာဖြစ်သွားပါလိမ့်မယ်ခင်ဗျဟုတ်ကဲ့ဒါကြောင့် Trump ပြောထားတယ်လေကန့်ညီရာဖြစ်တဲ့အတွက်ဇွန်လ15ရက် Imperial Wine တဲ့ကိုပန်တိုဂျာနဲ့ကျော်ရွှာပိုင်းရဲ့စစ်မြေကြီးပွဲဟာမထင်မှတ်ပဲကြောက်လာနိုင်ချေရှိတယ်လို့ MMB ဂျန်ကီကခံမှန်ရေးသားထားပါတယ်ခင်ဗျတကယ်တမ်းအဲ့လိုသာပါခဲ့ရင်တော့သမိုင်းမှတ်တမ်းတစ်ခုဖြစ်လာအောင်ပါဘာကြောင့်လဲဆိုတော့ဒေါ်နယ်ထရမ့်က fighter တွေကို face off လုပ်တာကို လင်ကုန်းရုပ်ထူကြီးရှိမှလုပ်စင်မယ်ပြီးတော့ပွဲအတွက်နားနေကန်ပြင်ဆင်ကန်ကတော့ဘိဘုံရုံးကန်ဖြစ်လိမ့်မယ်အင်ဂျူရော်ထဲမှာအောက်တကုံဝိုင်းဖြစ်လိမ့်မယ်ဆိုတော့အဲ့နေရာမှာသာကျေရှောပန်ကပတ်ကာကောပွဲထိုးခွင့်ရမယ်ဆိုရင်လုံးဝကိုခန္ဓာကြီးချက်မျိုးဖြစ်လာအောင်ပါခင်ဗျဟုတ်ကဲ့ရှင်းဖိုက်တာလေးကျေရှောပန်အနေနဲ့ချန်ပီယံကပတ်ကာကောပွဲအခုသတင်းထွက်တဲ့အတိုင်း February သို့မဟုတ် March မှာထိုးရပွဲကိုအနိုင်ထိုးပြီးအင်ဂျူရော်ပွဲစဉ်စီကို အရောက်လမ်းသွားနိုင်ပါစေလို့ဒီနေရာနေကြိုတင်ဆုတောင်းပေးလိုက်ပါရခင်ဗျာကြည့်ရှုအားပေးပိတ်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ